ချက်တော်တမမေရှင်ညီကိုမောင်မပါမင်္ဂလာပါခရစ်တော်ရဲ့နာမဖြင့်မခေါ်ဆက်တာနဲ့မြတ်တာပို့တာပါတယ်ဒီနေ့မှာနှုတ်ဘတ်တော်အားဖြင့်၅ချိန်မြောက်သောဆံလအပိုက်ငယ်ခုနှစ်တပိုက်မှာအကျွန်ုပ်မူကားများစွာသောခြေဆုကိုခံရသဖြင့်အိမ်တော်သို့ရောက်၍ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့်တန်ရှင်းသောဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည် ဆာလံဆရာဒါဝိမင်းကြီးကဒီကနေ့ကြွေးကြော်ခဲ့ပါတယ်။နောက်ကဘတော်တမချန်းစာတော်မှာကြည့်တဲ့အခါမှာဆာလံဆရာဒီဘုရားသခင်ကိုကြောက်ရွံ့ခြင်းဟာလာအလေးထားခြင်းဥထိတ်ထားခြင်းအလေးပေး၍နေထိုင်ခြင်းဘု து ပေါ်မှာလဲတဲ့ဘုရားပဲမှာဒါကနေ့ဆာလံဆရာဒါဝိဒီဘဝရဲ့အစကနဦးမှာသိုးကြောင်သားတူဦးပဲဖြစ်ပါတယ်။သိုးကြောင်သားဆိုတာ ပြောမယ်ဆိုတော့နှိတ်ကြတဲ့အထဲမှာတော့ပါပါတယ်။ဒါကြောင့်ဆင်းရဲသားတို့ဝမ်းမြောက်စရာတည်င်းကြားပြောဖို့နဲ့ဟာလာဆင်းရဲသားများဝမ်းမြောက်စရာတည်င်းဆိုတဲ့နေရာမှာကျွန်တော်တို့ယုံကြည်သူသိုးချောင်းသားတွေကိုပဲမေရှိယကတင်ရှင်စီဒီကနေ့နော့စ်ခွတ်မှာတိတ်ထားတဲ့အချိန်မှာဖူးမြော်ခွင့်ရခဲ့တာလေအဲဒီသိုးချောင်းသားတွေပဲဖြစ်ပါတယ်ဆိုတော့က တို့ကြောင့်သားကိုဘုရားသခင်ချစ်သလားလို့မေးတဲ့အခါမှာချစ်လို့ဖြစ်ပါတယ်။တယောက်ဒါဝိတ်ဆာလန်ဆရာကိုလည်းဘုရားသခင်ချစ်တဲ့အတွက်သူဒီတကယ်ပဲသိုးကြောင်းနေရင်နဲ့ဓမ္မတေးတွေတီဆိုရေးသားတီကုန်းတယ်ဟာလာဆောင်းအဖြစ်လဲဓမ္မသချင်းတွေတိခတ်ဒီနိုင်တော်ကျွန်တော်တို့ကြည်ချင်းအဖြစ်ပဲနောက်ဆုံးမှာသိုးကြောင်းနေစဉ်မှာဆောင်းတီချင်းအဖြစ်လျှောလူမှာရှိတဲ့ဝိညာဉ်စိုး ကိုမောင်းထုတ်နိုင်ခဲ့တယ်ကျွန်တော်တို့အန်အောဝယ်ဟာကျွန်တော်တို့တွေ့မြင်ရပါတယ်ဓမ္မရာဆွေမှာဆိုတော့ကဒီကနေ့ယုံကြည်သူဦးယုံကြည်သူဦးဖြစ်လာရင်တကယ်ပဲရှာလန်ဆရာဒါဝိဒ်ကဲ့သို့ဖျားသခင်ဂျေဇုတော်ကိုအများကြီးခံစားရတယ်လို့ကျွန်တော်တို့ခံယူရမယ်ယုံကြည်ရမယ်ကျွန်တော်တို့မှတ်ယူရမယ်နေ့စဉ်ကျွန်တော်တို့တတိယအောင်မြင်ရမယ် ဆာလန်ဆရာကငါ့ကိုဘုရားသခင်အများကြီးကောင်းကြီးပေးထားပြီးပြီဆိုတဲ့ကဲ့သို့ဒီကနေ့ကျွန်တော်ယုံကြည်သူတွေလည်းပဲငါတို့ကိုဘုရားသခင်အများကြီးကောင်းကြီးပေးထားပြီးပြီငါတို့မိသားစုငါတို့သားသမီးတွေငါတို့ရဲ့တနည်းအားဖြင့်အိမ်ထောင်ကိုငါတို့ရဲ့လုပ်ငန်းကိုငါတို့ရဲ့အသင်းတော်ကိုဖျားသခင်မြောက်များစွာကောင်းကြီးပေးထားပြီးပြီလို့ဆာလန်ဆရာမှတ်ယူကြွေးကြော်သူတို့ကျွန်တော်လည်းယုံကြည်မှတ်ယူကြွေးကြော်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဆိုတော့ ရှာလန်ဆရာကအဲ့ဒီလိုမှတ်ယူတဲ့အပြင်အိန္ဒော်တို့ရောက်ရကိုတော်ကိုကြောက်ရွံ့သောစိတ်တဲ့နော်အိန္ဒော်ကိုလည်းသူကမိတ္တရာအမြဲတမ်းရောက်တယ်ဆိုတော့အိန္ဒော်မှာမိတ္တရာရောက်တဲ့အခါမှာဘယ်သူနဲ့တွေ့တယ်လဲဖခင်ရဲ့လူဖခင်ရဲ့ခေါင်းဆောင်တွေဖခင်ခွက်ခန့်ထားသောခေါင်းဆောင်တွေပေါ့တနည်းအားဖြင့်တန်ရှင်းသူတွေယုံကြည်သူအချင်းချင်းမိတ္တရာဖွဲ့နိုင်တဲ့နေရာဒီဗိမ္မာန်တော်ပဲဖြစ်တယ်တူတယောက်တည်းသတိပုဂ္ဂလနေထိုင်ခြင်းဘုရားသခင်အလိုတော်မရှိဘူးတယောက်ဆလန့်စရာဒီ တကယ်ပဲစုပေါင်းမိတ္တရာဖွဲ့ခြင်းမှာအမြဲတမ်းရောက်တယ်ဆိုတာကိုတော့ကျွန်တော်တို့ညင်းလို့မရဘူးဒါဆိုသင်ကိုနော်အာငါတို့အိမ်မှာနေဖះဟာလားနှလုံးသားထဲရှင်ရပြီပဲဟာလားဗိမာန်တော်ဆိုတာကလူများတဲ့အိမ်မှာစုတောင်းလဲရတယ်ဆိုတော့အဲ့ဒီလူများခံယူထားသလားချက်တော့ဓမ္မမိတ်ဆွေဒါဆိုရင်သင်သည်တမတရားနဲ့လွဲပြီနော်တယောက်ဟိပြဲ30 25မှာအချင်းချင်းမိတ္တဟာယဖွဲ့ခြင်းမလွဲဘူး မရှောင်နဲ့လို့ဓမ္မသက်ကာလမှာလေဒီကနေ့အသင်းတော်ကိုတမန်တော်ရှင်ပေါ်လို့ရေကိုတိုင်းအားဖြင့်ဒီကနေ့အထူးသတိပေးတဲ့နှုတ်ကပတ်တော်ကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်နောက်ဆုံးတစ်ချက်ပြန်ကြည့်အိမ်တော်တို့ရောက်၍ကိုတော်ကိုကြောက်ရွံ့သောစိတ်နဲ့တန့်ရှင်းသောဗိမာန်တော်နဲ့ကိုးကွယ်ပါမည်ကျွန်တော်ဖခင်ကိုးကွယ်တဲ့အခါမှာကြောက်ရွံ့သောစိတ်အရေးကြီးပါတယ်ချစ်တော်ဓမ္မမင်းဆွေနော်ကြောက်ရွံ့သောစိတ်ရှိတဲ့လူဟာဗိမာန်တော်ရောက်တဲ့အခါမှာ ဖះကိုဘလို့ပြက်ကိုကိုးကွယ်ရမလဲဆိုတာကိုဒီနေ့သူ့ရဲ့နေပုံထိုင်ပုံသူ့ရဲ့ position ကစကားပြောပါတယ်တချို့အမျိုးသားအမျိုးသမီးတွေဗိမာန်တော်ရောက်ကိုးကွယ်တာနဲ့ဟာရောက်တာနဲ့တချို့နေရာတော့ဖနာစီကပိုဆိုးပေါ့တမလင်ခွင်ချိတ်ပြီးတော့တခါလဲနေတာညာခြေတော့ပေါင်ဘဲပေါင်ပေါ်တင်ပြီးတော့ခတ်တည်တည်နဲ့နေတာတနည်းအားဖြင့်ဖះပဲသူ့ကိုပြန်ကိုးကွယ်ရမယ်ပုံစံလိုဖြစ်လာတယ်ဒါကနတ်နဲ့သားမိုးတောက်ကျလူစီဖာရဲ့လမ်းစဉ်ဖြစ်တယ်ဓမ္မမိတ်ဆွေများ ဒီနေ့မေတ္တာနဲ့ဒီနေ့သတိပေးချင်တာကျွန်တော်တို့ဆာလန်ဆရာဒါဝိမင်းကြီးကတော့အိမ်တော်သို့ရောက်ရကိုတော်ကိုကြောက်ရွံ့သောစိတ်နဲ့တန့်ရှင်းသောဗိမာန်တော်တွင်ကိုးကွယ်တယ်လို့ပြောပါတယ်။နော်ဒါကြောင့်မို့ဒီနေ့ယောဟန်ထဲမှာဘာပြောသလဲဆိုရင်နော်ဖះကိုဘာဖြစ်လဲနံဝိညာဉ်နဲ့တစ္ဆာနဲ့ကိုးကွယ်ရမယ့်အချိန်ကြီးရောက်ပြီလို့ပြောပါတယ်။နော်သခင်ရှုကိုယ်တိုင်လည်းရှမာရိအမျိုးသမီးကိုပြောပါတယ်။နံဝိညာဉ်နဲ့ သစ္စာနဲ့ကိုးကွယ်ရမယ့်အချိန်ရောက်ပြီတောင်ပေါ်ကြီးပဲတက်ပြီးကိုးကွယ်ရမယ့်အချိန်ကြော်လွန်ခဲ့ပြီဆိုတော့သခင်ရှုကိုယ်တော်တိုင်ရှမာရိအမျိုးသမီးကဗျာအမျိုးသမီးကိုဒီတိုင်းပြောခဲ့တယ်ဆိုတော့ဒီနေ့ကျေးဇူးတော်ကာလမှာအသင်းတော်ကာလမှာလည်းပဲဒီကနေ့ကျွန်တော်တို့ဘယ်အရာမှကျွန်တော်မကြည့်နိုင်နော်တကယ်ပဲကျွန်တော်တို့ဒီအစံပါတာဝင်နေကျွန်တော်ကြည့်အိုးတကယ်ကိုထိုင်ကုန်နဲ့မထိုင်ဘူးကျွန်တော်တို့ပလီကြောင်းနေမှာနော်ပလီဝတ်ကြောင်းနေမှာကျွန်တော်ကြည့် အောက်မှာပဲထိုင်တယ်တကယ်ကိုပြောက်ကိုကိုးကွယ်တယ်ဆိုတာအဲ့ဒါကိုပြောတာဒါပေမဲ့ခြေစွတော့ကာလမှာကျွန်တော်တို့ယုံကြည်သူတွေဟာခြေစွတော့ကြောင့်လွတ်ချင်းရတော့ကြောင့်လွတ်ချင်းကိုအလွယ်မသုံးဘူးဆိုတဲ့နေရာမှာကျွန်တော်ကြားပြန်တယ်တကယ်ကျွန်တော်ထိုင်ကုန်မှာထိုင်ရင်တကယ်ဟိုထိုင်ကုန်မှာထိုင်မဲ့ကျွန်တော်နှလုံးသားကနေကျိုးနုံမယ်ပြီးရင်ကျွန်တော်တို့ရဲ့ရုပ်ပိုင်းခန္ဓာပိုင်းဆိုင်ရာတကယ်ကျိုးနုံတဲ့အနေထားနဲ့ကျွန်တော်ကိုးကွယ်တဲ့နေရာမှာထိုင်ဖို့ဝတ်ပြုဖို့ဒီနေ့ဖျားသခင်လူတော်ရှိတာကိုတွေ့ရတယ် တယောက်ချက်တော်ဓမ္မမင်းဆွေဒါကြောင့်မို့ဒီနေ့မှာနော်နှုတ်ဘတ်တော်အားဖြင့်ဒီနေ့ silence ရအောင်ကျွန်တော်ကြည့်တဲ့အခါမှာတကယ်ပဲဘုရားသခင်သူ့ကိုယေရှုအများကြီးပြုခဲ့တယ်ဆိုတော့သူပြန်လဲတရိယာအောင်မေတ္တတဲ့သူပုပ်ကိုဘယင်ဖြစ်တယ်နော်နောက်တစ်ချက်ကသူဒီလဲအိမ်တော်တို့အမြဲတမ်းမိတ္တာဖွဲ့ပြီးအများတွေနဲ့အတူပေါင်းစပ်ဆက်ဆံမှုရှိတဲ့သူဖြစ်တယ်ဆိုတော့လည်းကျွန်တော်ညင်းလို့မရပြန်ဘူး နောက်တစ်ချက်ကနောက်ဆုံးတစ်ချက်ကပါလေတန့်ရှင်သောဗိမာန်တော်မှာကိုးကွယ်တဲ့အခါမှာလည်းသူဒီဖျားကိုကြောက်ရွံ့သောစိတ်နဲ့ကိုးကွယ်တယ်ဆိုတော့ဒီအချက်၃ချက်ကိုကျွန်တော်တို့တွေ့ရတယ်ဒီပရမတ်ချက်ကဖျားကျေစုပြုတ်ခဲ့တာအများကြီးပဲဆာလန်ဆရာလို့ကျွန်တော်တို့ပြန်လဲသတိရအောင်မေးဖို့ဖြစ်တယ်နော်နံပါတ်၁တစ်ချက်ကပါလေကျွန်တော်တို့ဒီအိမ်တော်တို့အမြဲတမ်းမိသားဖွဲ့ခြင်းရောက်တတ်တော်သူဖြစ်ဖို့ဖျားသခင်တင်းကိုအလိုတော်ရှိတယ် တတိယတစ်ချက်ကတော့တန်ရှင်သောဗိမာန်တော်မှာကိုးကွယ်တဲ့အခါမှာ တကယ်ပဲကြောက်ရွံ့သောစိတ်နဲ့တနည်းအားဖြင့်နံဝိညာဉ်နဲ့သစ္စာနဲ့ကိုးကွယ်တတ်သောသူဖြစ်ဖို့ဒီကနေ့ဒီအချက်၃ချက်အားဖြင့်ပြန်လည်ဆင်ဆိုမေတ္တာဖြင့်ဝင်ခပါတယ်ချစ်တော်ဓမ္မမိတ်ဆွေသင်ဒီဆာလန်ရှာကဲ့သို့နော်ဖခင်ကိုကိုးကွယ်တတ်သောသူ ကြောက်ရွံ့တတ်သောသူဟာလာဖခင်ယေရှုကိုပြန်လည်တရိယာအောက်မေ့တတ်သောသူ ဖြစ်ပါစေလို့နှုတ်ကပတ်တော်အားဖြင့်အနေနဲ့ဝင်ခပါတယ် အရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေ။